မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရုရှားကနေတိုက်ရိုက်ပြန်တမ်းလာတဲ့ကုန်တင်လေယာဉ် IL-76 လေယာဉ်တစ်စီးဟာနေပြည်တော်ကိုကုန်ပစ္စည်းများလာရောက်ပို့ဆောင်ပြီးတော့ဗာပစ္စည်းမှမပါဘဲပြန်လည်ထွက်ခွာသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စက်တင်ဘာလ20ရက်နေ့ညပိုင်းကရုရှားကနေတိုက်ရိုက်ပြန်တမ်းလာတဲ့ IL-76 ကုန်တင်လေယာဉ်ဟာနေပြည်တော်လေဆိပ်ကိုစိုက်ရောက်လာခဲ့တယ်လို့သိရပါဗျ။အဓိကအဖြစ်ကုန်ပစ္စည်းများတင်ဆောင်လာခြင်းဖြစ်ပြီးနေပြည်တော်လေဆိပ်မှာနာယူပေါင်းများစွာရပ်နားခဲ့တယ်လို့သိရပါဗျ။နေပြည်တော်အီလာလေတပ်အတွင်းမှာတင်ဆောင်လာတဲ့ကုန်ပစ္စည်းများကိုချထားခဲ့ပြီးတဲ့နောက်စက်တင်ဘာလ21ရက်နေ့မှာဘာပစ္စည်းမှမပါဘဲနဲ့ပြန်လည်ထွက်ခွာသွားတယ်လို့သိရပါဗျ။လေယာဉ်အတန်အစင်းကတော့သိရပေမဲ့ဘာ item တွေတင်ဆောင်လာတယ်ဆိုတာကိုတော့မသိရဘူး။ အေးလာလေတက်သေးကိုတန်းမောင်းသွားပြီးတော့ကုန်ချတာပဲသိရတယ်ရုရှားကနေနေပြီးတော့အထိတိုက်ရိုက်ပြန်တန်းလာတာဖြစ်ပါတယ်20ရက်နေ့ညပိုင်းကရောက်ပါတယ်21ရက်နေ့မှာပြန်လဲထွက်ခွာပါတယ်ပြန်လဲထွက်ခွာတဲ့အချိန်မှာတော့ကုန်မဲ့ခါလီပြန်ပြီးတော့ထွက်ခွာသွားတာဖြစ်ပါတယ်လို့နေပြီးတော့တက်တွင်းသတင်းရေးမြစ်ကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်အာဏာသိမ်းခဲ့တဲ့2022ခုနှစ်ကနေစတင်ပြီးတော့ရုရှားကုန်တင်လေယာဉ်များဟာနေပြီးတော့ကိုမကြခဏဆိုးသလိုလာရောက်ပြီးတော့ကုန်တင်ကုန်ချများပြုလုပ်ခြင်းစစ်လက်နက်ပစ္စည်းများလာရောက်ပို့ဆောင်ခြင်း ငွေစက်ကူရိုက်နေရမှာအသုံးပြုတဲ့စက်ကူကုန်ချမ်းများကိုလာရောက်ပို့ဆောင်ခြင်းများအပအဝင်လေရင်ပြန်တမ်းမှုများတောက်လျှောက်ဆိုးသလိုလှုပ်ဆောင်ခဲ့တယ်လို့တပ်တွင်းသတင်းရင်းမြစ်များထံကသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းမတ်စစ်ကောင်စီရဲ့လေတံများကတိုက်လေရင်နဲ့ဘုံကျဲလေရင်များအတဆင်းပြုတ်လုံးမဲ့အရေးအတွက်တွေပြန်လည်များပြားနေတဲ့အတွက်တော်လိုင်းတပ်များတင်ပိုက်ထားတဲ့နေမြေများကပြည်သူများအနေနဲ့လေချောင်းအနေရဲ့သတိထားကြရန်လိုအပ်တယ်လို့ နေပြည်တော် တပ်တွင်းသတင်းရေးမြစ်ကပြောဆိုထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ18ရက်နေ့ကစတင်ပြီးတော့နေ့စဉ်အပတ်စဉ်လေတံများကတိုက်လေရင်နဲ့ဘုံကျဲလေရင်များအတက်အဆင်းပြုတ်လုံမဲ့အရေးအတွက်တွေပြန်လည်များပြားလာခြင်းဖြစ်တယ်လို့သိရပါတယ်လေရင်အတက်အဆင်းများများပြားလာခြင်းဟာတော်လိုက်တပ်များသိမ့်ပိုက်ထားတဲ့နေမြေများအတွက်လေချောင်းအန်ဒီရဲ့မြင့်တက်နေတဲ့သဘောဖြစ်ကြောင်းတပ်တွင်းသတင်းရေးမြစ်ကရှင်းပြထားပါတယ်ဒီအပိုင်းမှာလေရင်အတက်အဆင်းတွေပြန်များနေတယ်ဘယ်နေရာတွေကိုဥတီပြီးပြန်တမ်းမလဲဆိုတာတော့မသိရသေးဘူး လေရင်ပြန်တက်မဲ့စည်ရင်းတွေပြန်များနေတာတော့အတီးပြုတ်နိုင်တယ်စက်တက်မှာလာလေရေကြီးတော့ကတော့လေရင်တွေတော်တော်များများရန်နာခဲ့တယ်တောင်ဝန်ထမ်းဆောင်မဲ့လေရင်မူတွဲပတ်နဲ့လေရင်စည်ရင်းတွေကတော့နေ့စဉ်အပတ်စဉ် update တွေလုပ်နေတယ်စက်တက်မှာလာကုံအထိလေရင်အတက်ဆင်းများမှာမို့လို့လေချောင်းအန်ရဲ့သတိထားဖို့လိုပါတယ်လို့နေပြည်တော်တပ်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်လေရင်အတက်ဆင်းများတဲ့လေစိတ်များတဲ့မှာတရဦးလေတဲ့အီလာလေတဲ့ မော်ဘီလေဓာတ်တို့ကလေရင်အတက်အစင်းအများဆုံးဖြစ်တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီကစက်တံမာလာတရက်နေ့ကနေစတင်ပြီးတော့စစ်ကောင်စီကလက်လွတ်ဆုံးရှုံးလိုက်ရတဲ့အနေမြေများကိုပြက်လဲသိမ့်ပတ်ရေးအတွားရန်တိုင်းမင်းစစ်စစ်ရေးကိုအကောင့်ထဲပေါ်ကလေကြောင်းတိုက်ခိုက်မှုများဇက်တိုင်လုံဆောင်ရရှိတယ်လို့သိရပါတယ်အခုရပိုင်းအတွင်းမှာဖားကက်လာရှိုးနောင်ချိုးစကိုင်းတိုင်းရခိုင်ပြည်ကရင်ပြည်မကွေးတိုင်းနဲ့မန္တလေးတိုင်းမှာရှိတဲ့တိုက်ပွဲများဖြစ်ပွားနေတဲ့နေရာများကိုစစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုများဇက်တိုင်လုံဆောင်နေတဲ့အတော့ ပြည်သူများထိခိုက်ဒေဆုံးမှုများစွာဖြစ်ပေါ်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNU တပ်မဟာခွန်းနဲ့မာနယ်လောဒေသမှာစစ်ကောင်စီရဲ့613노ဒေးတပ်စခန်းနဲ့စင်ဖြူတောင်ကစောဝါလေးတောင်တပ်စခန်းနှစ်ခုသာကျန်ရှိတော့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စခန်းတစ်ခုလုံးမှာအများဆုံးအင်အား20ကျော်လောက်ပဲရှိတော့တယ်လို့လေ့လာသိရှိရတယ်လို့ KNL တပ်မှုကပြောဆိုထားပါတယ်စက်တင်ဘာလ21ရက်နေ့နေ့လယ်လောက်မှာစစ်ကောင်စီရဲ့노ဒေး613တပ်စခန်းက KNL ဘက်ကထောင်ထားတဲ့မိုင်းကိုထွက်ရှာလို့ ူတို့ကိုယ်တိုင်ထောင်ထားတဲ့မိုင်းနဲ့ပဲပြန်ထိသွားတာစိတ်တို့ပြီးတော့တနက်တွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တယ်လို့ KNL တပ်မှုကပြောဆိုထားပါတယ်သူတို့ဘက်ကမိုင်းတယောက်ထိတယ်အဲ့ဒီမှာဆေးမှုလည်းမရှိဆေးဝါးလည်းမရှိဘူးဆိုတော့မိုင်းထိတာတွေတယောက်ကတော့တေးမှာပဲလို့သူကပြောဆိုထားပါတယ် ် KNU တပ်မဟာခုနဲ့မန္တလေးပလောဒေသမှာရှိတယ်စစ်ကောင်စီရဲ့ No Day 613တပ်စခန်းနဲ့စင်ဖြူတောင်ကစောဝါလေးတပ်စခန်းတို့ဟာ KNU KNL နဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့ဝိုင်းဝန်းဖြတ်တောက်ရဲ့ရှိတယ်လို့သိရပါတယ်ဒါ့အပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်များအဲ့ဒီစခန်းကနေမထွက်ခွာအောင် KNU KNL နဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေဘက်ကစနိုက်ပါဒရုန်းများနဲ့ပျောက်ကြားစနစ်နဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းတောင်ငူခရိုင်အတွင်းမှာ KNU နဲ့ PDF စိုးမိုးထားတဲ့နယ်မြေများကရေပင်းတင်ကြီးပါများကိုကုညီရေးပစ္စည်းများတွားရောက်လှူဒန်းရင် ဖမ်းဆီးအရေးယူမှာဖြစ်ကြောင်းစစ်ကောင်စီကပလူရှင်ပရိုက်တာနဲ့လူမှုရေးအဖွဲ့များကိုပေါ်ပေါ်တင်တင်ချင်းချောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အချက်မဲ့စစ်ကောင်စီကတောင်ငူမြို့ကိုလာရောက်ကြတဲ့ရေမိတ်ကူညီရေးပရိုက်တာအဖွဲ့များအလူရှင်များနဲ့လူမှုရေးအသင်းများကိုဒေသအာဏာပိုင်များနဲ့ချိတ်ဆက်ပြီးတော့ကူညီမှုများကိုလှုပ်ဆောင်ကြရဲတောင်ငူအခြေစိုက်ပရိုက်တာနဲ့လူမှုရေးအဖွဲ့များကလည်းရဝေးကလာတဲ့အသင်းအဖွဲ့များနဲ့ချိတ်ဆက်ပြီးတော့ကူညီမှုများလှုပ်ဆောင်ကြပါကော စစ်ကောင်စီရဲ့တာဝန်ရှိသူများထံကိုအကြောင်းကြားကြရန်အမိန့်ပြညွှန်ကြားထားတယ်လို့သိရပါဗျ။အထူးသဖြင့်တောင်ငူခေရအတွင်း KNU နဲ့ PDF စိုးမိုးထားတဲ့နယ်မြေများကရေးမင်းတဲ့နဲ့ခြေရွာများကိုလုံးဝတွားရောက်ပြီးတော့ကုညီမှုများစောင်ရွက်ခြင်းမပြုကြရန်အကယ်၍အဲ့ဒီဒေသကခြေရွာများကိုကုညီတယ်လို့စစ်စိတ်တွေ့ရှိရပါကဖမ်းဆီးအရေးယူမှာဖြစ်ကြောင်းပေါ်ပေါ်တင်တင်ချိန်ချောက်ပြောဆိုလာတယ်လို့သိရပါဗျ။တောင်ငူအတွင်းမှာ PDF တွေစိုးမိုးထားတဲ့နေရာတွေကိုစံစီစေးဝါငပိငချောက်ကြက်တုံး အဲ့ဒီ6မျိုးကိုလုံးဝတဲခွင့်မပေးဘူးအဲ့ဒီပစ္စည်းတွေကိုတဲရင်တင်းစီတယ်ဖမ်းပါတယ် KNU နဲ့ PDF စိုးမိုးတဲ့ရေမင်းတဲ့နယ်မြေတွေကိုလုံးဝလုံးဝကူညီတာမလုပ်ရဘူးလုံးရင်အကြမ်းဖက်ဥပဒေနဲ့ဖမ်းဆီးမယ်လို့ချင်းချောက်ထားပါတယ်လို့တောင်ကကပရိဒါအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်ဒါအပြင် KNU နဲ့ PDF စိုးမိုးထားတဲ့နယ်မြေများအတွင်းကိုစာနယ်ရိက္ခာများတဲဆောင်ခွင့်မရှိတဲ့အပြင်စက်၃စီစား၃စီနဲ့အသက်ငယ်လေးများအသက်ငယ်အင်ကြီးများယူဆောင်သွားခွင့်ကိုစစ်တပ်ကပိတ်ပင်ထားတယ်လို့သိရပါတယ် စီရင်တင်းပေါ်နေတဲ့နယ်မြေများကိုသွားလာပြီးတော့ဖမ်းဆီးရရှိခဲ့ပါကအေးအေးယူခံရမယ်လို့စစ်တပ်ကချင်းချောက်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ပေါ်မှာရှိတဲ့စာတင်ကျောင်းလူနေရပ်ကွက်နဲ့အများပြည်သူဆိုင်ရာအဆောက်အအုံများကိုစစ်ကောင်စီကပိတ်မထားပြီးတော့လေကြောင်းကနေဘုံကျဲတိုက်ခိုက်နေခြင်းကြောင့်ငြိမ်းချမ်းရေးကြိုးပမ်းမှုကိုအလဟတ်သက်ဖြစ်စေမှာဖြစ်တယ်လို့ MND ကထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ22ရက်နေ့ည10:15မိနစ်အချိန်နဲ့ည10:18မိနစ်အချိန်တို့မှာလာရှုမျိုးပေါ်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများလုံဆောင်ခဲ့ပြီးတော့ဘုံတလုံးကျချခဲ့တယ်လို့သိရပါဗျ။ဘုံတလုံးဟာလာရှုမျိုးရက်ွက်ဆက်နေမှာရှိတဲ့အမှတ်သုံးအခြေခံပညာအထက်တန်းကျောင်းရဲ့ညနေချင်းဆိုင်ဘက်မှာရှိတဲ့လူနေအဆောက်အုံတစ်ခုပေါ်ကိုကြက်ရောက်ခဲ့ပြီးတော့အခြားဘုံတလုံးဟာရက်ွက်တည့်ရဲ့ရခင်စီပင်သားယာဌာနရှိလမ်းမပေါ်မှာကြက်ရောက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုမှာပြည်သူတို့ ုံးထိခဲ့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီလေချောင်းဘုံကျဲတိုက်ခိုက်မှုဟာလာရှုတိုက်ပွဲများညင်သက်ပြီးတဲ့နောက်စစ်ကောင်စီရဲ့သရုတ်ထအချိန်မြောက်လေချောင်းကနေဘုံကျဲတိုက်ခိုက်မှုဖြစ်ပြီးတော့အဲ့ဒီပြစ်မှတ်များဟာမြို့ပေါ်မှာရှိတဲ့စာတင်ချောင်းများနဲ့အခြားသောအများပြည်သူဆိုင်ရာအဆောက်အအုံများနဲ့လူနေရပ်ကွက်များကိုပါပြစ်မှတ်ထားနေခြင်းဖြစ်ကြောင်း MNDA ကထုတ်ပြန်ပြောဆိုထားပါတယ် ယခင်ကစီမင်းသားရဌာနရှိလမ်းပေါ်မှာကြောက်ရွံ့တဲ့လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်အဆောင်အုံတစ်လုံးနဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့လမ်းများနဲ့စိမ့်လန်းဆိုပြတဲ့စိုက်ပျိုးစုံများပျက်စီးမှုအမျိုးမျိုးဖြစ်ပွားစေပြီးတော့ပြည်သူတို့အနေနဲ့ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။လူနေအဆောင်အုံတစ်ခုပေါ်ကိုကြောက်ရွံ့ခဲ့တဲ့နောက်ထပ်ဘုံတစ်လုံးဟာလည်းလူနေအဆောင်အုံနှစ်ခုကိုပြင်းထန်စွာထိခိုက်ပျက်စီးစေခဲ့တယ်လို့သိရပါဗျ။ပြည်သူလူထုရဲ့အတန်အိုးအိမ်စီးစိမ်ကိုလက်လူရှုပြီးတော့လူအခွင့်ရေးကိုနင်းချိန်နေတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အပြုတ်မှုများဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုမြင့်တင်ရအတွက်လှုံ့ဆော်နေကြသူတို့ရဲ့ကျိုးပန်းမှုအလုံးကို အလဟတ်သက်ဖြစ်စေမယ်လို့ MNDA ကထုတ်ပြန်ပြောဆိုလာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ရတော့ချင်းပြည်နယ်တီးတိမ်မြို့နယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့တပ်သားများကပုတ်ပလိကဗန်တချို့ကိုဖောက်ထွင်းခြင်းဖုံးဆိုင်များကိုဖောက်ထွင်းခြင်းနဲ့နေအိမ်များမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းများကိုယူဆောင်ခြင်းတို့ကျူးလွန်ခဲ့ကြောင်းချင်းဒေသကာကွယ်တပ် PDF ဇိုလန်ထမ်းမှာအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားဟိတ်ထက်ကိုကိုကပြန်လည်ပြောပြခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်တီးတိမ်အခြေဆိုင်ခလာရ269တိုက်ရင်ကတပ်သားဟိတ်ထက်ကိုကိုဟာ စက်တမာလ19ရက်နေ့မှာစက်တနက်နှစ်လက်နဲ့ကြီးစံများကိုယူဆောင်လာပြီးတော့ PDF ဇိုလန်ထံမှာအလင်းဝင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ PDF ဇိုလန်ကအလင်းဝင်လာတဲ့စစ်ကောင်စီရဲ့ခလရ269ကတပ်သားဟိတ်ထက်99ကိုမိမန်းမှုပြုလုပ်ခဲ့ရမှာစက်တမာလ22ရက်နေ့ညပိုင်းမှာတိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့အချိန်မှာမေလကုံပိုင်းကဖြစ်ပွားခဲ့တဲ့ တီးတိမ်မျိုးတိုက်ပွဲအကြောင်းကိုပြောပြခဲ့တယ်လို့သိရပါဗျ။ PDF ဇိုလန်နဲ့မဟာမိတ်များကမေလ28ရက်နေ့အတွင်းမှာတီးတိမ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းနေရာတချို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်ကောင်စီတပ်ကပြည်သူလူထုရဲ့နေအိမ်များစွာကိုမီးရှို့ခဲ့တယ်လို့သိရပါဗျ။တီးတိမ်တိုက်ပွဲမှာပြည်သူလူထုရဲ့စိုင်းကယ်များ၊ဆန်အိတ်၊စီပုံး၊လက်တော်များကိုယူဆောင်ပြီးတော့ပြည်သူများကိုရိုက်နှက်နှိပ်စက်မှုတွေရှိခဲ့ကြောင်းတပ်သားဟင်းထက်ကိုကိုကပြောဆိုခဲ့ပါတယ်။သူတို့လိုချင်တဲ့ပစ္စည်းတွေကုန်သွားပြီဆိုရင်အိမ်ကိုမီးရှို့ပစ်လိုက်တယ်လို့၎င်းကပြောပါတယ်။ အခုလိုမျိုးမိရှုပ်ပြီးပါကအဲ့ဒီအိမ်များကနေပြီးတော့တော်လိုင်းရဲဘော်များကစစ်ကောင်စီတပ်ဖွဲ့များကိုပြစ်ခတ်တယ်လို့အပုတ်ချခဲ့ကြောင်းကိုလည်းပြောပြခဲ့ပါတယ်မိရှုပ်သွားတဲ့တပ်ဟာရန်ကုန်တိုင်းမော်ဘီမြို့နယ်အခြေစိုက်ခမရ803တပ်ရင်းဖြစ်ပြီးတော့အင်အား40ခန့်ရှိကြောင်းပြောပြခဲ့ပါတယ်အဲ့ဒီ803တပ်ရင်းဟာ ုပ်ပလိကဘန်တချို့ကိုဖောက်ထွင်းခဲ့တယ်လို့၎င်းကပြောပြခဲ့ပါတယ်။ဘဲဘန်ကိုဖောက်ထွင်းတယ်ဆိုတာကိုတော့အမေအဖေမှထည့်သွင်းပြောကြခဲ့ခြင်းမရှိပါဘူး။ဒါ့အပြင်ဖုန်းဆိုင်များကိုခလာရ269ကဖောက်ထွင်းခဲ့ကြောင်းရဲများနဲ့အတူဖောက်ထွင်းကဖုန်းများပါဝါဘက်များနဲ့နှကြံများလိုချင်တာများကိုယူဆောင်ခဲ့ကြောင်းတပ်သားဟိန်းတက်ကိုကိုကပြောပြခဲ့ပါတယ်။903တပ်ဟာတွန်းလှန်တိုက်ပွဲကနေထွက်ပြေးလာသူများဖြစ်ပြီးတော့ဇုံမီတပ်ဇက်အာအေက ကြိုးစုံပို့ဆောင်လာသူများဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်အဲ့ဒီဇိုမီတက်ဇက်အာအေကိုစစ်ကောင်စီကလက်နက်ခဲယံတချို့နဲ့ခဲယံများကိုပေးအပ်ခဲ့တာကိုတွေ့ရှိရကြောင်းပြောပြခဲ့ပါတယ်ဒါအပြင်တွန်းဆန်နဲ့တီးတိမ်ကြတရားဖြက်စည်းရမှာလဲဇက်အာအေတပ်များကစစ်ကောင်စီနဲ့အတူ ပါဝင်ခဲ့တယ်လို့ပြောဆိုထားပါတယ်တော်လိုင်းတပ်ဖွဲ့များအနေနဲ့စိတ်ဓာတ်မကျရန်ကိုလည်းတပ်သားဟင်းထက်ကိုကိုကပြောကြခဲ့ပြီးတော့မကြမီမှာတော်လိုင်းရင်အောင်မြင်မယ်လို့ယုံကြည်ကြောင်း အလုံးစူးစမ်းကြရင်နဲ့အတင်းကြရင်လိုအပ်ကြောင်းတပ်သားဟိန်းထက်ကိုကိုကတိုက်တွန်းထားတယ်လို့သိရပါဗျ။ PDF ဇိုလန်တပ်ဖွဲ့ဟာချင်းညီနောင်အဖွဲ့ဝင်တွေဖြစ်ပြီးမတူပီမျိုးသိန်းတိုက်ပွဲ၊ကျင်တွေးမျိုးသိန်းတိုက်ပွဲတီးတိမ်မျိုးပေါ်တိုက်ပွဲများမှာပါဝင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ